မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ဟာနိုဝင်ဘာလ10ရက်နေ့နေ့လယ်2:30မိနစ်ခန့်ကမြို့သားလွတ်တော်မှာမြို့သားလွတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ကိုလာရောက်တွေ့ဆုံခဲ့ပါတယ်။ဒီတင်းကို11 WTV ကသတင်းတောက်ကြော်ဆိုးထက်ကသတင်းပေးပို့ထားတာပါ။မြူသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကရာတော်အောင်ဆန်းစုကြည်ဟာနိုဝင်ဘာလ18ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာမြူသားလွတ်တော်ဥက္ကရာဥခင်အောင်မြင့်နဲ့လွတ်တော်ဥက္ကရာရုံးကမှာတနအိနီးပါလာရောက်တွေ့ဆုံခဲ့ပါတယ်။ နေ့လယ်3နာရီဝန်းကျင်အထိအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ရဲ့ရုံးခန်းမှာ45မိနစ်ကြာတွေ့ဆုံခဲ့တာဖြစ်ပါတယ်။တွေ့ဆုံမှုနဲ့ပတ်သက်ပြီးဒေါအောင်ဆန်းစုကြည်ကိုမေးမြန်းရမှာမမေးပါနဲ့လို့ဖြေကြားခဲ့ပြီးဦးခင်အောင်မြင့်ကိုမေးရမှာတာကြောင်းမာကြောင်းသာလာမေးတာဖြစ်တယ်လို့ဖြေခဲ့ပါတယ်။ဆက်လက်ပြီးလာမယ့်လွှတ်တော်အခင်းချင်းနဲ့ပတ်သက်ပြီးဆွေးနွေးပြလာလို့ 11ဝက် TV ကမေးမြန်းရမှာမဆွေးနွေးပါဘူးလို့ပြန်ဖြေပြီးနောက်ဥခင်အောင်မြင့်ကိုလာရောက်ခေါ်ဆောင်တဲ့မော်တော်ယာဉ်ပေါ်ကိုတက်သွားခဲ့ပါတယ်။ဒေါ်စန်းစုကြည်ဟာပထမအကြိမ်ပြည်သူ့လွှတ်တော်73ကြိမ်မြောက်ပုံမှန်အစည်းအဝေးဒုတိယနေ့မှာမနက်ပိုင်း10မိနစ်ခန့်သာတက်ရောက်ခဲ့ပြီးလွှတ်တော်ကနေပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။နိုဝင်ဘာလ19ရက်နေ့မှာပြုလုပ်ခဲ့တဲ့ပြည်သူ့လွှတ်တော်မှာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမလဲတက်ရောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။